မကွေးတိုင်းမခုတ်ခုနယ်အနောက်ချမ်းမှာရှိတဲ့ညောင်ကျပင်ပြူစော်ဒီစကန်မှာရောက်နေတဲ့စိုးစုစစ်ကြောင်းဟာအော်တိုဘာ22ရက်မနက်ပိုင်းမှာအနီးအနားမှာရှိတဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေရလို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြုကိုပြောပါရတယ်။ပြီးခဲ့တဲ့အော်တိုဘာလ20ရက်နေ့ကလေးကကန်တော်ကျေးရွာစိုးစုထိုင်းစကန်ကနေခမိုင်းရရ150ခန်းပါစစ်ကြောင်းဟာပခုတ်ကူနယ်အနောက်ချမ်းပြူစော်ဒီစကန်တွေကတဆင့်ညောင်ကျပင်ပြူစော်ဒီစကန်ကိုရှေ့ပြေးစစ်ကြောင်းအဖြစ်ရောက်ရှိနေတာဖြစ်ပါတယ်။ ဲ့ဒီစစ်ကြောင်းဟာမြိုင်နယ်နဲ့ကမ္မမြို့နီးတစ်ဝိုက်ကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာတွေ့ရတယ်လို့လုံခြုံရေးကြောင့်အမည်မဖော်လိုတဲ့ဒေသခံတဦးကပြောပါရယ်စောစုစစ်ကြောင်းကြောင့်ညောင်ချက်ပင်ပြူစောဒီစကန်နီကပြည်ရင်ကြေးရွာရေလာကြီးကြေးရွာဖောင်ခွဲကြေးရွာထန်းတပင်ကြေးရွာစတဲ့ကြေးရွာတွေကပြည်သူတို့ချို့လဲစစ်ပေးရှောင်ဖို့ပြင်ဆင်နေကြပါရယ်ဒါအပြင်လက်တလောစည်ရေးအခြေအနေကြောင့်ညောင်ချက်ပင်ပြူစောဒီစကန်ရဲ့အနောက်ဘက် တမိုင်ခန့်အကွာကကမ္မမြို့ပေါ်မှာလဲဈေးဆိုင်ခန်းတချို့ ပိတ်ထားရပြီးတော့ဆက်ရှောင်မှုပြင်ဆင်နေကြပါတယ်။ညောင်ချက်ပင်ပြူစောဒီစကန်ကဖုံးဤဥဝရမဥဆောင်တဲ့ပြူစောဒီစကန်ဖြစ်ပြီးတော့အနည်းအနာကကျေးရွာတွေကပြည်သူတွေကိုဖမ်းဆီးတက်ဖြတ်တာနဲ့ကျေးရွာကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေဇက်တိုက်ပြုလုပ်နေတာပဲဖြစ်ပါတယ်။ ဤကဲစက်တင်ဘာလ19ရက်နေ့ကလည်းညောင်ကျပင်ပစ္စောတီစကန်ကိုတော်လိုင်းရဲဘော်၄ဦးလက်နက်တွေနဲ့အတူသွားရောက်ပူးပေါင်းသွားပြီးတဲ့နောက်အဲ့ဒီပူးပေါင်းသွားတဲ့တော်လိုင်းရဲဘော်တွေကိုလမ်းပြအဖြစ်ခေါ်ဆောင်ကစစ်ကြောင်းထိုးလာတာနှစ်ကြိမ်ခန့်ရှိပြီဖြစ်ပါတယ်။